ယောဟင်းလင်းပိုင်အလဘေးမှာပြန်လဲကြိုးစုလိုက်ပါတယ်ဟင်အခုအချိန်ကတော့လီဘရာသမားလေးတွေအတွက်လီဘရာသမားလေးတွေကတော့စက်တင်ဘာ23နဲ့အောက်တိုဘာ20နှစ်အတွင်းမွေးတဲ့သူလေးတွေဖြစ်ကြပါတယ်အဲ့တော့လီဘရာသမားလေးတွေအတွက်နိုဝင်ဘာလတလဆာအတွက်ဟောစတန်လေးဖတ်ပေးကြပါတယ်အဲ့တော့ guide message လို့ပဲပြောပြောကိုယ့်ရဲ့ဒီစောင့်ရှောက်နေတဲ့ပုံကိုယ်ရှိရလို့ပဲပြောပြော message ရေးတကူရထားပါတယ် libra သမားလေးတွေအတွက်ကတော့ connect with your ancestor အဲ့တော့ ancestor လို့ပြောရင်ကိုယ်ကိုစောက်ရှောင်းနေတဲ့ကိုယ့်ရဲ့ဘေးဘိုးဘေးဘီဘီနေရှိလိမ့်မယ်။နော်ဒါမှမဟုတ်ဘူးဆိုရင်ကိုယ်ဆိုင်ရပိုင်ရပုံကိုယ်တွေဆိုင်ရပိုင်ရနော်အစောက်ရှောက်တွေကဘာလဲဆိုရင်သူတို့နဲ့ချိတ်ဆက်ပါဆက်သွယ်ပါလို့သူတို့ပြောနေတယ်။အဲ့တော့ဥပမာတချို့သူတွေကအော်ကိုယ့်ရဲ့အစောက်ရှောက်တွေမရှိဘူးစောက်ရှောက်တွေမရှိဘူးဘယ်သူတွေစောက်ရှောက်နေရလဲမသိဘူးဆိုရင်တောင်မှနဲ့ အာကိုစဉ်သက်လာခဲ့တဲ့ကိုရဲ့မျိုးရိုးကိုရဲ့အဖိုးအဖေးเนาะကွယ်လွန်ဒီကွယ်လွန်သွားတဲ့သူတွေเนาะစသဖြင့်အဲ့လိုလိုမျိုးလူတွေရဲ့အာဘလစင်ရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်သူတို့ရဲ့ဆောင်းရှောင်းမှုတွေရတာမျိုးလည်းရှိကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့သူတို့နဲ့ဆက်သွယ်ရအောင်ရကြည်ပါသူတို့နဲ့ဆက်သွယ်မပြတ်မိစေပါနဲ့ဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ ငါတကူကူဖြစ်တယ်ဆိုရင်တကူကူကျုံနေရဆုံနေရပဲဆိုတော့ငါနင်တို့ဘေးနားမှာရှိနေတယ်တတိယဘေးပါဆိုတဲ့ပုံစံမျိုးကိုကိုတတိလာပေးနေတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်အဲ့တော့ Libra သမားလေးအနေနဲ့ဒီတလတာနော်ဒီတလတာလုံး November တလတာလုံး energy ကတော့အမီမီတို့လိုချင်သောအချို့အောင်မြင်မှုပန်းတိုင်း achievement လေးတွေနဲ့အတူအဆောင်ရွက်ခြင်းနဲ့ပြေဝခြင်းနဲ့ပြေပြေဝဝသွားခြင်းနဲ့ဆိုတဲ့ နော်ရီမန်းချက်ဟိုရီမန်းချက်ကလေးတွေရွယ်ချက်ကလေးရှိနေတယ်ဆိုတာမျိုးတွေ့ရတယ်ကိုယ့်ရဲ့အောင်မြင်မှုကိစ္စရဲ့တခုခုပြီးမြောက်ချင်တာအောင်မြင်ချင်တာနဲ့စသဖြင့်အဲ့လိုမျိုး energy မျိုးလေးကိုလည်းတွေ့ရတယ်အဲ့တော့အခုကာလလီဘရာသမားတွေခုကာလမှာမိမိတို့အနေနဲ့เนาะမထင်မှတ်ထားတဲ့အတွေ့အကြုံမထင်မှတ်ထားတဲ့အရာမထင်မှတ်ထားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှကြုံခဲ့ပြီးဆုံးခဲ့ပြီးသွားပြီလား ကြုံခဲ့ဆုံးခဲ့ပြီးသွားပြီလို့ညင်းနေရတဲ့ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်။အဲ့တော့ကိုရီမပြင်းစင်ထားပဲနဲ့အဲရောက်လာတဲ့အနောက်ရှက်ဒီပဝန်းကျင်ရဲ့နောက်ရှက်အသားစီတွေနဲ့ပတ်သက်ပြီးတော့မှကြုံခဲ့ဆုံးခဲ့ရပြီးကျုံးနေဆုံးနေရပြီးဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ်။အခုလက်ရှိအခြေအနေမှာအဲ့တော့ကြုံခဲ့ဆုံးခဲ့ပြီးသွားပြီလား။အဲ့တော့မမြင်ရတဲ့အသားစီနောက်ရှက်ဆိုတာကဥပမာကိုလုံးဝမထင်မှတ်ထားတဲ့လူတွေရဲ့အဲ like ကိုတိုက်ခတ်မှုတွေမျိုးဖြစ်ကောင်းဖြစ်နိုင်ခြေရှိတယ်။ဒါမှမဟုတ်ဆိုရင်တချို့လူတွေကကိုယ်ရပြင်ဆင်ထားတဲ့အရာတွေစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှစီဝေးလုပ်ငန်းဆောင်တာတွေငွေကြေးလုပ်ငန်းဆောင်တာလေးနဲ့ပတ်သက်ပြီးတော့မှအာဘယ်လိုပြောမလဲအရှုံးပေါ်တာမျိုးအပြက်စီးလေးဖြစ်တာမျိုးပေါ့နော်နိုင်ငံအဲ့ဒါကကိုသူများရဲ့သူများရဲ့တစ်ဖက်ဘယ်လိုပြောမလဲသူများရဲ့ဓာတ်ရိုက်တိုက်နှောက်ခတ်ဓာတ်ရိုက် တိုက်ခတ်တာမဟုတ်ဘူးเนาะတိုက်ရိုက်တိုက်ခိုက်နောက်ရတာမဟုတ်ဘဲနဲ့အပြင်ရဲ့ အပြင်ရဲ့ဒီတက်ရောက်မှုတွေပေါ့နိုင်ငံအခြေအနေမကောင်းလို့အစတပြေအဲ့လိုမျိုးတွေနဲ့ပတ်သက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးကိုယ်အနေနဲ့အနောက်ရှက်ကလေးတွေဝင်ခဲ့ပြီးသွားပြီလားအဲ့လိုဒါစီလေးရှိခဲ့ပြီးသွားပြီလားဆိုတော့အမျိုးလေးတွေရှိနေတယ်တွေ့နေတယ်ကျုံနေရဲ့ဆိုပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့အဲ့ဒီအနောက်ရှက်ကလေးနဲ့နော်ကိုယ့်ရဲ့ငွေကြေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့မှနောက်နေကြံ့ကြာနေရမျိုးနောက်တစ်ခါကျတော့ကိုယ်ရွေးချယ်မှားတာမျိုးလေးဖြစ်တတ်တယ် ။နော်အဲ့လိုချင်းနေလေးကနေတဆင်ကိုမှအထိနာခဲ့တဲ့အရာလေးပေါ့နော်လီဘရာသမားလေးနဲ့ပတ်သက်ပြီးအဲ့လိုကိုပြီးခဲ့တဲ့ကာလမှာကြုံခဲ့ရတဲ့ပြဿနာရဲ့ကလေးနဲ့ပတ်သက်ပြီးအထိနာခဲ့ရတဲ့အခါကျတော့ဒီလမှာမဖြစ်တဲ့လဲဆိုတဲ့အခါကျတော့လုပ်ငန်းဆောင်တာစီးပွားရေးပေါ့နော်စီးပွားရေးနဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှရွေးချယ်မှာအပေါင်းအသင်းမှာအရောင်းဝယ်မားလေးတွေဖြစ်တတ်တဲ့တတိထားပါအဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကို့မှာကြုံခဲ့ရတဲ့အတွေ့အကြုံတွေမှာ panic အရင်ဖြစ်နေပြီဖြစ်တဲ့အခါကျတော့အတွေ့အကြုံမှာဒါနော် အတွေ့အကြုံအတွေ့အကြုံကနေပြောမှကိုအရင်ကြောက်နေတဲ့အခါဆုံးဖြစ်ချက်မာလာမျိုးလေးတွေရွေးချယ်မာလိုက်တာမျိုးလေးတွေဖြစ်တတ်တယ်။နောက်တစ်ခုကကြတော့ယုံကြည်ပါတယ်အဘယ်လိုပြောမလဲယဉ်နီးပါတယ်စိတ်ချပါတယ်သူတွေဆိုရင်ဒါမှနဲ့မိမိကြုံခဲ့ရတဲ့အတွေ့အကြုံအတိုင်းပဲနောက်ထပ်တစ်ခါပြန်မတွေ့ကြုံအောင်ဘာလုပ်ရမလဲဆိုငွေရည်ချင်းနဲ့ပတ်သက်ပြီးတော့မှတင်းတင်းကြပ်ကြပ်ကလေးစီမံမှဆောင်ရွက်ပါဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ် အဲ့တော့အလောက်ကိုင်းအလောက်ကိုင်းလေးနဲ့ပတ်သက်ပြီးတော့မှမိမိလုံမဲ့လုံမဲ့ကိုင်းမဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ရှိတိုင်းမလုပ်ပါနဲ့မိမိစိတ်လိုတိုင်းမလုပ်ပါနဲ့အဲ့တော့ကိုလုံမဲ့အရာလေးနဲ့ပတ်သက်ပြီးတော့မှတေချာစဉ်းစားပါတေချာတွေးတော့ပါတေချာအဖြေချပါဖြစ်နိုင်ခြင်းဤရှိနိုင်ဤဖြစ်နိုင်နေဖြစ်နိုင်ခြင်းရှိတယ်လုံနိုင်ခြင်းရှိတယ်စသဖြင့်ပေါ့နော်ဖြစ်တင်တာနဲ့လုံတင်တာစသဖြင့်အဲ့ဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့မှတေတေချာချာတွေးတွေး တွေးစားပါအဖြေကိုရှင်းရှင်းလင်းလင်းတိတိကျကျရမှဒါလင်းမိမိလုပ်ငန်းကံကံလေးနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်ပါတဲ့ အဲ့တော့မိသားစုရေမိသားစုရေနဲ့ပတ်သက်ပြီးတော့မလီဒဘရာသမားလေးနဲ့ပတ်သက်ပြီးတော့ခွဲခွာရတာမျိုးလေးတွေ့ရတယ်။တချို့ကမိသားစုနဲ့အဝေးမှာရှိနေတဲ့ပုံစံမျိုးလေးဖြစ်နိုင်ခြေရှိတယ်။တချို့ကကျတော့ဒီလထဲမှာမှမိသားစုကကိုကိုကမိသားစုရဲ့အဝေးကိုထွက်ခွာရတာမျိုးမိသားစုနဲ့ရေချားမြေချားကိုလုပ်ငန်းဆောင်တာတခုကိစ္စတခုအတွက်အဲနော်ဟိုမဖြစ်မနေအခြေအနေရဲ့တခုကပေးလို့ကိုအနေနဲ့အဲပြောင်းရွှေ့ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့တချို့သူတွေကကိုကိုယ်တိုင် ပြောင်းရွှေ့ရတာမျိုးကိုကိုယ်တိုင်ရေချားမြေချားကိုတော့ဟာတာမျိုးဖြစ်ကောင်းဖြစ်နိုင် ဲ့တချို့သူတွေကကြတော့ မိသားစုတွေအဝေးမှာရှိနေတာမျိုးเนาะမိသားစုတွေအဝေးမှာရှိနေတာမျိုးမိသားစုတွေအဝေးရောက်နေတာမျိုးကိုကကြတော့မိသားစုနဲ့အဝေးမှာနေပြီးတော့မှရေချားမြေချားဖြစ်နေတဲ့ပုံစံမျိုးအဲ့လိုမျိုးလေးဖြစ်နေရတာမျိုးတွေ့ရတယ်တွေ့နေရတဲ့ခါကျတော့ဘာဖြစ်နေလဲဆိုမိသားစုနဲ့ဝေးကွာနေရခြင်းဖြစ်တဲ့အတွက်မပြောရွှင်မှုလွန်းဆိုးမှုအိမ်လွမ်းနိုင်ကြမှုစသဖြင့်အဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့မှတွေ့ရပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ပညာရေးပညာရေးနဲ့ပတ်သက်ပြီးတော့မှလည်းခုနကပညာရဲ့လိုပဲပြောပြောမိမိရဲ့အတွေးခေါ်ယူဆတွေကိုလက်ခံမှာယုံ ြည့်ပါလေးစားပါကို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 ရဲ့တွေးတဲ့အတွေးခေါ်တွေကိုဆုံးဖြတ်ချက်တွေကိုလေးစားပါလက်ခံပါယုံကြည်ပါပြီးတော့တခုခုလုံလုံမယ်ဆိုရင်တောင်းမနဲ့เนาะမိမိပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းတိတိကျကျသိပြီးကိုလိုချင်တဲ့ပန်းနိုင်တခုကိုမြင်နေရတဲ့ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရပါတယ်ကောင်းပါတယ်เนาะကောင်းပါတယ် မြင်းနေရဲ့ပုံစံမျိုးတွေ့ရတယ်။ကောင်းတယ်။နောက်တစ်ခါကျတော့ပညာရေးနဲ့ပတ်သက်ပြီးတော့မှအခွင့်အရေးကောင်းအခွင့်လန်းကောင်းတွေကိုယ့်စီကိုရောက်လာတတ်တယ်။ကို့မှာပညာရေးနဲ့ပတ်သက်ပြီးခလုတ်သင်ခင်ဖြစ်နေတဲ့ဟာလေးတွေကဒီနိုဝင်ဘာလလေးထဲမှာလမ်းကြောင်းလေးရှင်းပြီးတော့မှ နော်ကိုစီကိုရောက်လာမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်။နောက်တစ်ခုကကျတော့အနိုင်ငံခြားခီးစဉ်နိုင်ငံခြားခီးစဉ်လေးနဲ့ပတ်သက်ပြီးတော့မှနော်နိုင်ငံခြားရေးကံကောင်းနေတယ်လို့ပြောလို့ရတယ်။အဲ့တော့တချို့ကကျတော့ရေမြေရချနိုင်ငံရချနေပြီးတော့မှမိမိတို့ရှိကိုတရင်ကောင်းလေးကြားရတတ်တာမျိုး။ဒါမှမဟုတ်ရင်ကိုကနော်ကိုကိုတိုင်းကနိုင်ငံရချကိုတွက်ပြီးထွက်သွားပြီးတော့မှဟိုရောက်မှဝေးကွာနေရတဲ့သူငယ်ချင်းတွေမိတ်ဆွေတွေနဲ့ပြန်ဆုံရတာမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့တော့ overall အနေနဲ့ပြောမယ်ဆိုရင်နော်နိုင်ငံခြားကံလည်းကောင်းကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။တစ်ဆက်ထဲမှာပဲဝေးကွာ ါနေရတဲ့သူတွေနိုင်ငံရခြားလူတွေပြန်လာ ပြီးတော့မှတွေးဆောင်ရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ခြင်းရှိတယ်နော်မိသားစုတွေမှာအဲ့လိုမျိုးလည်းရှိနိုင်ပါတယ်။ကျမရေးလေးနဲ့ပတ်သက်ပြီးတော့မှဘာဖြစ်နေလဲဆိုတဲ့အခါကျစမရေးလေးနဲ့ပတ်သက်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအရင် emotional အာ deep down ဖြစ်နေရမျိုးလေးဖြစ်တတ်တယ်။ ငါတို့ကကိုလှုပ်ရမယ့်လုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့မှအာစိတ်ထဲမှာမဝင့်မရဲဖြစ်နေတဲ့ပုံစံမျိုးလေးဖြစ်တဲ့တဲ့ဆုံးဖြတ်ချက်တည်တည်ချာချာမချနိုင်တဲ့ပုံစံမျိုးစိတ်တဲ့ကြနေတာမျိုးနောက်တို့ကကြောပတ်ဝန်းကျင်ရဲ့နော်တိုက်ခတ်မှုတွေကြောင့်ပတ်ဝန်းကျင်ရဲ့အာ ရိုက်ခတ်မှုတွေကြောင့်မို့မိမိသွားကျင်တဲ့ပုံစံကိုတည်တည်ချာချာသွားလို့မရတာလှုပ်လို့မရတာကြိုက်လို့မရတာအထူးက physical ကျန်းမာရေးတဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဖြစ်နေလို့ပြောလို့ရတယ်စိတ်ကျန်းမာရေးဆိုတာတမျိုးပြောတာမဟုတ်ဘူးเนาะစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာမျိုးမျိုးနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးနေတာနောက်နောက်တစ်ခုကကျတော့ကိုယ်တကယ်စဉ်းစားထားတဲ့အရာတွေတကယ်အကောင့်ထဲမဖော်နိုင်တဲ့အခြေအနေရမျိုးဖြစ်နေတာအတွက်ကိုယ့်ကိုယ်ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာကိုယ့်ကိုယ်စိတ်သက်ကြနေတာအဲ့လိုပုံစံမျိုးလေးဖြစ်နေတယ်ကိုယ်နောက်တစ်ပြိုင်နက်ထဲမှာအဲ့လိုဖြစ်လာတော့ဘာဖြစ်လာလဲဆိုကိုယ့်ကိုယ်ကိုယ်ယု ံကြည်မှုမဖြစ်ယုံကြည်မှုပြောင်းနေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်နေဖြစ်နေတဲ့အဲ့တော့ strategy နေတယ် depression နေဝင်နေတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းပြောလို့ရပါတယ်ဒါလေးနဲ့ပတ်သက်ပြီးသတိထားပါနောက်တစ်ခုကကျတော့ဒီနိုဝင်ဘာလအတွက်เนาะ liberal လေးတွေကိုပြောတဲ့ message ကเนาะနောက်တစ်ခုအောက်ခံလို့ပဲပြောပြောကိုယ့်ရဲ့ advice လို့ပဲပြောပြော အလုတ်မိမိပလန်ထားတဲ့အရာလေးတွေဒီမှာလဲကိုကနော်ကိုရဲ့အောင်မြင်မှု project တစ်ခုပဲဖြစ်ဖြစ်ကိုရီမန်းထားရဲ့အရာလေးတွေနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် achievement ရကျင်တယ် clear goal ကိုမြင်နေရတယ်တွေ့နေရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရတယ် energy ကောင်းတဲ့လေဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့ဒီမှာလဲကိုရဲ့ advice ရဲ့ဟာလေးကဘာလေးလာကြလဲဆိုရင် sis over အောင်မြင်မှုကိုရနိုင်မယ်ပန်းနိုင်ကိုရောက်နိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့အောင်မြင်မှုက နော်ကိုရဲ့ဟိုဟာလှုပ်တဲ့အောင်မြင်မှုကကိုတယောက်တည်းအတွက်တင်မှာမဟုတ်ဘူးဘေးလူတွေအတွက်ပါပျော်ရွှင်ရတာမျိုးကိုတယောက်တည်းအောင်ပွဲဝင်ရတာမျိုးမဟုတ်ဘဲနဲ့ဘေးကကိုရဲ့လှုပ်ပေါ်ကိုင်မဲ့တွေကိုချစ်ခင်ရတဲ့သူတွေမိသားစုတွေပါပျော်ရွှင်ရတာမျိုးသူတို့အတွက်ပါနော်အကျိုးဖြစ်တာမျိုးပေါ့နော်နောက်တစ်ခုကကျတော့အာ ကိုရင်ကိုရင်အကျိုးခံစားရတာမဟုတ်မဟုတ်ပဲနဲ့ကိုနဲ့တနွေငင်းတစင်ပါလို့ပုံစံမျိုးပေါ့နော်အကျိုးတူကိုခံစားရမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရဖြစ်တဲ့အတွက်အဲ့တော့ကိုကိုကိုစိတ်တဲ့ကြနေရမျိုးတွေမဖြစ်ပါစေနဲ့ကိုလှုပ်ရမဲ့လမ်းကြောင်းကဲလမဲ့မဲ့တိပါပြီတွေးခေါ်ကြံစားနိုင်တဲ့အဲတွေးခေါ်ကြံစားနိုင်တဲ့အကျဉ်း အတွေးခေါ်ကောင်းတွေလည်းရှိတယ်အကျဉ်းစီကောင်းတွေလည်းရှိတယ်တပြိုင်တည်းထဲမှာလည်းလောကကြီးကလည်းမိမိကိုရှင်းလင်းနဲ့တိကျတဲ့အခွင့်အရေးတွေလာပေးဖို့လည်းရှိနေပါတယ်မိမိရဲ့လှုပ်ခြင်းနဲ့ကန့်ကျင်တဲ့စိတ်ဆန္ဒပြင်းပြင်းပြပြနဲ့သာအောင်မြင်မှုတွေကိုကိုယ့်ရဲ့နော်လှုပ်ခြင်းတဲ့အရာတွေကိုအပြီးသက်အောင်မြင်အောင်လှုပ်ဆောင်ပါလှုပ်ဆောင်နိုင်ပါလိမ့်မယ်တဲ့အဲ့တော့ဒီနိုဝင်ဘာလကလည်းကောင်းနေပါတယ်လို့ပြောလို့ရပါတယ်လီဘရာသမားလေး